မြန်မာနိုင်ငံကမဟောဒရာဇတ်တော်တွေရလို့ပဲဘလူးမာနဲ့မအီနဲ့တားလူပွဲဖြစ်နေတာပါเนาะသဘောပေါက်မထင်ပါလေเนาะအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်တယောက်ထဲသမားမိမ့်မလေးကိုရှိဘေးရင်မိမ့်မဲ့လူရှိမှဆီယမပြန်လှူရတာလေးဆီယမမရှက်ဘူးကိုကိုကိုဂုံယူတယ်ဟာမင်းအောင်လိုက်တဲ့ငါအများကြီးတာတယ်လို့နော်တလတလဆီယမပြည်သူကိုပြန်လှူတဲ့အင်အားမနေဘူးနော်ဟုတ်ပြီးခဲ့တဲ့တလပိုင်းအားဆိုရင်ရန်ကုန်စေးယုံကြီးရဲ့ဟိုကပါလေ မူဆလင်ကုစုဖြစ်ဆေးရုံရဲဆိုရင်အလုံးပေါင်းဆေးရုံနှစ်ရုံဆရာမထမင်းဘူးတထောင်ရေဘူးတထောင်တနတ်စာပေါ့နော်လူရောက်တထောင်စားရတယ်လीနော်ဒါဆရာမတလပိုင်းကလှူတာအဲ့တော့ကြဆရာမရတဲ့ညံပူဇော်ကားကပြည်သူတွေကိုပြန်ပြီးပေးရတာနှမ်းတစည်းလောက်လေးဖြစ်ပေမဲ့မင်းအောင်လိုက်ထဲတော့အများကြီးတာတယ်နော်အခုဆိုလို့ရှိရင်နှစ်လပိုင်းတော့ဆိုရင်အညာမှာမုံငါကျွေးရဲ့မုံငါအချိန်အလုံးပေါင်း73အချိန်73ကျွေးတယ်နော် အဲအခုဆိုရင်နှစ်အခု3လပိုင်း4လပိုင်း5လပိုင်း6လပိုင်းအထိရက်ထားတယ်အဲ့ဒီဟာရတဲ့ဟာတွေအကုန်လုံးကမြမပီရပြည်သူတွေကိုဆိုလာမီးတွေပြန်လှူမှာဖြစ်တယ်နော်မင်းအောင်လိုက်ခဲတော့အများကြီးတာတယ်ဟုတ်လားဆရာမမိမလေတန်မှန်ပြည်သူတယောက်မိမတယောက်နော်မင်းအောင်လိုက်လို့ဓမြလည်းမတိုက်ဘူးခိုးလည်းမထားဘူးလိန်လည်းမစားဘူးကိုရတဲ့ညံပူဇော်ကားတွေကနေမှကိုယ့်ဘာကိုနိုင်နာပြန်လူတာအဲဒါကြောင့်မို့ကိုကိုကိုဂုံယူတယ်ဘယ်ဘောမှတွေဘာပဲပြောပြောဂယူးကိုမဆိုင်တာ သူများရေလောက်တယ်ဆိုတာဘယ်လိုလောက်လဲမသိဆရာမလောက်တာကိုပစံနဲ့ကိုလောက်တာနော်ကို6လောက်ပေါ့ကိုရဲ့နေတာကိုဝင်းစာကိုရှာစားတာအဲကြောင့်မို့အိတ်လဲအိတ်ပြော်လဲလိပ်ပြာလဲလုံးငယ်နော်တခါခါကြပြန်တွေးတယ်မင်းအောင်လိုက်တဲ့စားလို့ရှိရင်ငါအများကြီးတော်တယ်မင်းအောင်လိုက်ပြည်သူတယောက်ကိုတော့မှထမင်းဝအောင်မကျွေးနိုင်ဘူးနော်ဆရာမမှာဟိုမှာတလောက်လူဦးရေတထောင်လှူတယ်ဆိုရင်လူရောက်တရားရေတပူနဲ့ထမင်းတပူထမင်းတပူဘာပဲဖြစ်ဖြစ်ခဏတာလေးတခါစားလေးလောက်တော့ပြည်သူတယောက်ဝသွားတာပဲเนาะ အယောက်တစ်ထောင်ဆိုလဲအယောက်တစ်ထောင်ဝရတာပဲเนาะဒီလမှာဆိုလို့ရှိရင် now ဒီလမှာဆိုလို့ရှိရင်ပါလဲဆိုတော့နေပါအောင်ဒီလမှာဆိုရင်ဆရာမမြောက်စာလှူတယ်ငလင်ဘေးမှာလှူတယ်မြောက်စာလှူတယ်ဆိုရှော့မတော့နဲ့အဲ့ဒီမြောက်စာလှူတာလေသူများတွေကဘလို့လှူလဲမသိဘူးဆရာမမြောက်စာလှူတာတော့မှငှက်ပြောသေးကိုအနာစာမလှူနော်တီမွေးငှပြောသေးကိုအလုံးကောင်းလုံးတန်မဲ့လှူတယ်အဲ့ဒါတလိဆိုင်ကိုကြွေ့ကြွေ့လူကိုကြွေ့ကြွေ့ဘယ်တော့မှစာကျွင်းစာကြံမကြွေ့ဘူးက မင်္ဂလာပါရှင်နော်ဒီဗီဒီယိုဖိုင်လေးကိုဝိုင်းရှယ်ပေးပါဆရာမကတော့ဆရာမမြတ်ကြခင်ပဲဖြစ်ပါတယ်ရှင်နော် အဲ့တော့ share တဲ့နေရာမှာလဲ share တဲ့လူတို့ဆရာမဥစွာပထမပြောချင်ပါတယ်။ဆရာမရဲ့ဒီဗီဒီယိုဖိုင်ကပုံဆက်ဆက်ရိုက်ပါပြီးတော့မှအတန်ယူပြီးတော့တင်ပါเนาะအတန်ကိုတိတန်ယူတင်ပြီးတော့မှမိမိတို့ follower အသေးရဖို့ဥစားမပေးပါနဲ့เนาะပြည်သူ NDA ကိမို့တင်ပြီးတာဖြစ်တဲ့အတွက်ဟိုအတန်မဲကြားရတဲ့ပြည်သူကဆရာမပုံမြင်တာမြင်မတွေ့တော့ကြတော့เนาะဘယ်သူဟောလို့ဟောမှမသိဘူးဘယ်သူပြောလို့ပြောမှမသိပြည်သူကအမှတ်တမဲ့ဖြစ်နေတယ် เนาะအဲ့တော့မိမိ follow လိုချင်တာအသေးလိုချင်တာကိုနောက်မှာထားပြီးတော့တကယ်လို့ share ပြည်သူတွေစေတနာပါလို့ share ပေးမယ်ဆိုရင်အဲ့ဒီလိုလေး share ပြီးတင်ပြပါလို့ဆရာမမေတ္တာရက်ခံတယ်เนาะမ share ခြင်းလဲပြဿနာမရှိဘူးเนาะပြည်သူတွေကတော့ why share ပေါ့เนาะအဲ့တော့ပြည်သူတို့ပြောချင်တဲ့မြန်မာနိုင်ငံသားအားလုံးအတွက်ပြောမှာဖြစ်ပါတယ်เนาะမြန်မာပြည်မှာအခုဖြစ်ပြနေတဲ့အရာတွေကမင်းအွန်လိုင်းနဲ့မင်းအွန်လိုင်းနဲ့ခုတစ်ဖက်နဲ့ဖြစ်နေတဲ့ဒီ UNG နဲ့ဖြစ်နေတဲ့ကိစ္စမှာ မင်းအွန်လိုင်းနဲ့ UNG နဲ့ဖြစ်နေတဲ့ကိစ္စမှာဘာဖြစ်နေရလဲဆိုတော့ကြတော့မြန်မာနိုင်ငံကမဟောဒရာဇတ်တော်တွေရလို့ပဲဘလူးမာနဲ့မအီနဲ့တားလူပွဲဖြစ်နေရပါနော်သဘောပေါက်မှထင်ပါတယ်နော်အဲ့တော့ကြတော့ဘလူးမာလက်ထဲကိုဘလူးမာဒီတားကိုလူတဲ့ကိစ္စမှာချစ်လို့လူတာမဟုတ်ဘဲနဲ့သူလှုပ်ချင်တာလှုပ်ဖို့ရဖို့လူတဲ့နေရဖြစ်ပါတယ်နော်အဲ့ဒါကိုနားလည်မယ်သဘောပေါက်မယ်လို့ထင်ပါတယ်နော်အဲ့ဒီတော့ UNG ကိုလည်း အယူဂျီကိုလည်းကျမအကြံပေးချင်ပါတယ်မင်းအောင်လိုင်းအနဲ့ခမားတို့တွေ့ဆုံလို့ညှိနှိုင်းလို့ပေါ့နော်မင်းအောင်လိုင်းရှိရနေမှာခမားတို့အလျှော့ပေးခြင်းကိုလုံးဝရမှာမဟုတ်ပါဘူးရှင်နော်သူလိုချင်တာဘက်သူကတောင်းဆိုပြီးသူဖြစ်ချင်တဲ့အရာဘက်သူတောင်းဆိုနေမှာဖြစ်ပါတယ်အဲ့ဒါတော့ခမားတို့အချိန်ကုန်ပါဆိုလို့ကျွန်တော်ကအကြံပေးတာပါကြိုက်ရင်ယူမကြိုက်ရင်လည်းသဘောပါနော်နောက်ပြည်သူတွေကိုအဓိကပြောချင်တာပါမြန်မာနိုင်ငံသားတွေအားလုံးစစ်ပေးရှောင်ဖို့လုပ်ပါတနိုင်ငံလုံးအတိုင်းအတာအနေနဲ့စစ်ပေးရှောင်ဖို့လုပ်ပါ စစ်ဘေးဘယ်နေရာမှာရှောင်ရမလဲဆိုလို့ရှိရင်ရှမ်းအရှိရှမ်းအရှိရှိမယ်နော်နောက်တောင်ကြီးနယ်နမိတ်နော်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှမ်းပြည်နယ်အရှိမှာတကယ်ဒီကိုပိုင်အုတ်ချုပ်ခွင့်ရတဲ့နေရာတွေအများကြီးပါအဲ့ဒီနေရာတွေမှာစစ်ဘေးရှောင်ဖို့နော်ဆရာမကအကြံပြုချင်ပါတယ်မြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာအနေနဲ့စစ်ဘေးလုံးဝရှောင်ပါလို့ပြောချင်ပါတယ်နော်ဆရာမအရင်လိုက်တွေမှာတောက်လျှောက်ပြောဘူးပါတယ်ပြည်သူတို့လင်းနေတဲ့ဘုံကျဲတက်နေတဲ့ကိစ္စမှာ မင်းအောင်လိုင်းကပြည်ပကနေမှလူသက်သမားတို့ငှားထားချောင်းဆိုတဲ့ဟာကဆီယမအလကားပြောတာမဟုတ်ပါဘူးမြင်လို့ကြားလို့မှန်တာကိုပြောပြပေးတာဖြစ်ပါတယ်ဟုတ်အဲ့ဒါကြောင့်မို့အဆဆရရဂယူးဆိုင်ပါနော်ပြည်ပအကူညီနဲ့ပြည်ပကဒီလူသက်သမားများရဲ့အကူညီနဲ့မြန်မာနိုင်ငံမှာလူသက်ပွဲကြီးင်းပနေတာဖြစ်ပါတယ်နောက်ထပ်လည်းဒီထက်စိုးဖို့ပဲရှိပါတယ်နော်အဲ့ဒီတော့အဲ့ဒီဟာက ဒါပြည်ပြည်ပပြည်တွင်းမှာဖြစ်နေတဲ့အကြောင်းအရာပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီတဘာဝ BNDA တွေဆိုတာဖြစ်လာခြင်းဖြစ်ပါတယ်အဲ့ဒီတော့တဘာဝ BNDA ရဲ့ကိစ္စကိုလည်းဆရာမအစောငိုင်းပြောပါတယ်၃လပိုင်း28ရက်နေ့ကစပြီးတော့လှုပ်ထားတဲ့ငလင်က၄လပိုင်း28ရက်နေ့ထိကျမတို့ကဂယုဆိုင်ရမှာဖြစ်ပါတယ်ရှင်နော်အဲ့ဒီတော့ငလင်လှုပ်ပြီးမုံတိုင်းလာတယ်ဆိုတာတဘာဝဖြစ်ပါတယ်ဒါပေမဲ့မုံတိုင်းကပြောမှဆိုလို့ရှိရင်တအားကြီးဆူဆူဝါးဝါးဖြစ်လောက်တဲ့ထိအောင်တော့ဘယ်နေရာမှာ ဘယ်နေရာဟိုမှရှိမှာမဟုတ်ပါဘူးเนาะဒါပေမဲ့မိုးရင်းကတော့ရေနှစ်ဆကြီးမှာပါเนาะမိုးရင်းချိန်ကြရင်လည်းအဲ့ဒါလေးကတစ်ချက်ကလေးယူဆက်ရမယ်ဖြစ်ပါတယ်မနစ်ကကြီးထားတဲ့ထက်ရေကနှစ်ဆကြီးမှာဖြစ်ပါတယ်ရှင်เนาะအဲ့ဒီတော့ကျမပေးတဲ့ရေတရာလေးကိုလည်း ပြည်သူတွေ3 4 6ကျမဟောတာလေ3 4 6ဟောတာလေကျမဟောပေးတာဖြစ်ပါတယ်เนาะအဲ့ဒီတော့ဒီ3 4 6ကတစ်ဆက်တည်းသွားနေမှာဖြစ်တဲ့အတွက်အထူးသတိထားရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့တိုက်တွေပြိုတဲ့ကိစ္စကလည်းကျမပြောထားပြီးသားဖြစ်ပါတယ်เนาะအရင်ငလင်ထိထားတဲ့တိုက်တွေကပြိုမှာဖြစ်ပါတယ်ရှင်เนาะမြေကျုံသားတို့မြေထဲမှာတိုက်တွေအောက်ကနေမှကျုံသွားတာလို့အများကြီးဖြစ်မယ်လို့ကျမဟောထားပြီးသားဖြစ်ပါတယ်ရှင်เนาะအဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့အဆအဆရရကတိထားပြီးပါဆရာမကြိုဟောရခြင်းကပြည်သူလူအန်တီရဲ့ကင်းစေခြင်းလို့ပါ နော်ပြည်သူတွေလှုပ်လို့ရတာဆ iam မရဲ့ကျမတို့ကိုကယ်ပါလို့မပြောပါနဲ့ကိုကိုကိုကယ်တင်ရမှာဖြစ်ပါတယ်နော်ကိုကိုကိုကယ်တင်ရမှာဘလို့ကယ်တင်ရမလဲဆိုလို့ရှိရင်နော်မိမိရဲ့အရေးကြီးစာပြက်စာတမ်းတွေကိုစစ်ဘေးရှောင်နိုင်တဲ့လူကရှောင်ပါမရှောင်နိုင်တဲ့လူကမိမိရဲ့အရေးကြီးစာပြက်စာတမ်းတွေထုတ်ပို့ပြင်ဆင်ထားပါเนาะ နောက်တစ်ခုကဘာသာရေးများများလုပ်ပေးပါနော်ဖះရမှလွဲရေးဘယ်သူမှမကယ်နိုင်တာဖြစ်တဲ့အတွက်ဘာသာရေးများများလုပ်ပေးပါတီလာစောင့်ပေးပါမွေးနေ့နေ့တိုင်းတက်တက်လို့စားပေးပါနော်မိမိရဲ့အိမ်ဖះရမှအုံညွတ်အုံညွတ်သုံးညွတ်ဖန်ခွက်ထဲမှာထည့်ပြီးတော့လှူပေးပါမိမိရဲ့အိမ်ရှိမှာဝက်သုံးလေးဝက်သုံးတရေမြေနံမင်းအားနော်ထမင်းကိုကိုပကံနော်ဒီပြောမှဆိုလို့ရှိရင်ရက်တောင်ပေါ့နော်ရေရရာချီတဲ့ရက်တောင်ရက်တောင်ကိုးပကံ ဖျောင်းတိုင်းကိုးတိုင်းအမွှေးတိုင်းကိုးတိုင်းမိမိရဲ့အိမ်ရှိမှာဝတ်သုံးနေမြင်းနှမျိုးပူဇော်ပေးပါလှူဒန်းပေးပါအဲ့ရတဲ့ရောက်တည်တည်ချာချာပြောပါမယ်ထမင်းကိုးပကံကမိမိနိုင်တဲ့လောက်ကိုးပကံနိုင်ရင်ကိုးပကံကက်ကိုးပကံကိုးပကံမနိုင်ရင်လည်းထမင်းကိုးစုံရေကိုးစုံအမွှေးတိုင်းကိုးတိုင်းဖျောင်းတိုင်းဖျောင်းတိုင်းကိုးတိုင်းဒီရက်တောင်ပေါ့နော်ရက်တောင်အဖြူရောင်သုံးပြပါကိုးတိုင်ရပါတယ်နော်အဲ့ဒါဝက်သုံးနေမြေနံမျိုးကိုပူဇော်ပြပါလှူဒန်းပြပါကိုကသစ္စာပြုပါနော် အဲကျွန်တို့ဒီဘသူကိုမှန်တဲ့သစ္စာပေါ့နော်ဘသူပေါ်မှာဘာမှမလုပ်ဘူးဘာညာပေါ့ကိုလုပ်တဲ့အရာပေါ့မှန်တဲ့ပေါ်သစ္စာပြုပြီးမှအီအီအီမြန်မာနိုင်ငံမှာကြုံတွေ့နေရတော့အီမင်းဆိုမင်းညစ်ဘေးဒီသဘာဝဘေးမှာကျွန်တို့လိုရပါသေးဆိုပြီးတော့ဆူတောင်းပါနော်ရေရရာကိုလုတ်ဖြစ်အောင်လုတ်ပါရှင်နော်နောက်တစ်ခုဆရာမပြောထားပါတယ်နော်ယောဂဘေးဒီလာအောင်မှာဖြစ်ပါတယ်နော်ယောဂဘေးကြံနေသေးတယ်နော်အဲ့ဒါလည်းသတိထားရမယ်အဲ့ဒါတော့မိမိရဲ့အိမ်ချံဝမှာ ဒီထုံဘူးပေါ့နော်ထုံဘူးဒီကျမတို့ဒီအရင်ကတော့90တရာပေးရတယ်အဲ့ဒီထုံဘူးလေးနှစ်ပူးမိမိချက်အတွင်းထဲမှာထားရမှာဖြစ်ပါတယ်အဖုံးဖွင့်ပြီးတော့ထားပေးပါနော်အဲ့ဒီထုံဘူးရဲထုံဘူးထဲမှာမဘာစိုက်ရမလဲဆိုတော့သာသနာအလံစိုက်ပေးပါသာသနာအလံတချောင်းစီစိုက်ပြီးတော့ထားပါ။နောက်ဒီမြေအိုးပေါ့နော်မြေကတော့တောင်မြင်တလဲဖြစ်ဖြစ်နှုံမြက်ဖြစ်ဖြစ်ဘာတလဲဖြစ်ဖြစ်တန့်နဲ့တလဲဆိုရပါတယ်။အဲ့ဒီနှုံတလဲကိုပေါ့နော်မိမိတို့ဒီမှာ ညီဦးလေးဝယ်လိုက်အတာဦးလေးအောင်ဦးလေးသိရမလားအဲ့ဒီဦးလေးနဲ့တဦးစီပေါ့နော်မိမိရဲ့ခြံအတွင်းထဲမှာထားရမှာဖြစ်ပါတယ်အဲ့ဒီမှာလဲသာသနာအလံတက်လက်စီစရရမှာဖြစ်ပါတယ်မိမိ အိတ်ချက်မှာဒီယောဂဘီးနဲ့ပတ်သက်ပြီးဖရာတရားတိုင်ကယေဒနာသုံးပါးနဲ့စန့်ကျင်သောယောဂဘီးများကျွန်ုပ်တို့မကြုံရပါသေးနဲ့မဆုံရပါသေးနဲ့ဆိုဆူတောင်းပြီးတော့ကျွန်ုပ်တို့အိမ်နဲ့အဝေးမခံပါဘူးဆိုပြီးဆူတောင်းပြီးတော့အဲ့ဒီယေဒရာလေးလောက်အောင်မှဖြစ်ပါတယ်ယေဒရာလေးတွေကအကုန်ကြတက်တာလို့ပေါ်တော့တော့မတွေးပါနဲ့ဒါဝိဇ္ဇာပြီးတဲ့ယေဒရာဖြစ်ပါတယ်ယုံယုံကြည်ကြည်နဲ့လုတ်ပြီးပါเนาะပြည်သူတယောက်တယောက်ကိုဝိုင်းပြီးတော့ရှယ်ပေးဖို့လည်းဆရာမမေတ္တာရက်ခံတယ်အားလုံးအန်တီရကင်းစေခြင်းနဲ့ဘေးကင်းစေခြင်းပါတယ်ရှင်เนาะ နောက်ဟိုအကြံပေးချင်တာဒီတော်လန်ရေးဘက်ခြံကညီကိုမောင်နှမတွေအားလုံးကိုအကြံပေးချင်ပါတယ်ဆရာမပေးတဲ့အကြံလေးကိုကြိုက်ရင်ယူပါမကြိုက်ဘူးဆိုရင်လည်းမိမိရဲ့သဘောပါနော်ဆရာမဆရာလုပ်ချင်းမဟုတ်ဘူးအဲတင်တို့အကြက်ရိုက်နေတဲ့ကိစ္စလေးတွေမှာဘလို့လဲဆရာမပေးလိုက်တဲ့အကြံလေးကြောင့်ဟိုပေါ့နော်ဟိုစဉ်းစားမိတာတွေးခေါ်မိတဲ့တိုက်ဆိုင်မှုလေးတွေဖြစ်အောင်လို့ပြောပေးခြင်းဖြစ်ပါတယ်မင်းအွန်လိုင်းကအခုလေရင်နဲ့ဖုန်းကျဲနေတဲ့ကိစ္စမှာဆရာမပြီးခဲ့တဲ့ဟိုဟာတုန်းကရင်ပြောနေတာဖြစ်ပါတယ်เนาะ ဒီ2023စက်တလပိုင်းစက်နှလပိုင်းကွယ်ဆက်မပြောနေတာဖြစ်ပါတယ်လိုက်လွင်နိုင်ပြောပါတယ်မင်းအောင်လိုင်းလေရင်နဲ့ဘုံကျဲနေတဲ့ကိစ္စမှာနိုင်ငံခြားအကူအညီရှိပါတယ်လို့ဆရာမပြောပါတယ်เนาะနိုင်ငံခြားရခြားကဒီကြီးစားတို့ငှားထားခြင်းဖြစ်ပါတယ်ဒီထဲမကတာကြီးလည်းရှိနေခုထပ်ပြီးတော့တိုးလာတာရှိနေတယ်လို့လည်းဆရာမအနေနဲ့ခန်းစားရပါတယ်ပေါ့เนาะအဲအကြောင်းမလို့တော်လိုင်းကြီးလုံးကြီးရဲ့လူတွေကပူတိမယ်ထင်တယ်เนาะကျွန်မကကြတော့မြေပြင်မစင်းတော့ကြတော့ဒီဝိဇ္ဇာပေးတဲ့အကြမြင်လေးနဲ့သတိထားလို့ရအောင်လို့ ပြောခြင်းဖြစ်ပါလေเนาะအဲ့ဒါကြောင့်မလို့အဲ့တော့ကျွန်တော်တို့ဘာလို့တင်လဲဆိုတော့အဓိကလှုပ်ချင်တဲ့ main ဟာ၃ခုရှိပါတယ်။ဆရာမပြောထားသလိုပဲနောက်ဆုံးပိတ်မဖြစ်မနေလောက်ရမှာဟာကတော့တရုတ်ပိုင်လိုင်းဖြစ်ပါတယ်။ဒါကတော့နိုင်နှစ်နိုင်ငံဆက်ဆံရေးပြပြပြမဲ့ကိစ္စဆိုရကြတော့မလုပ်ဖို့ကိုလေဆရာမ50 50ပဲအကြံပြုခြင်းပါတယ်เนาะနောက်နှစ်ချက်ရှိပါတယ်တစ်ချက်ကပထမအဦးဆုံးအရေးကြီးတဲ့တစ်ချက်ကဆရာမဒါပေါ်လာတဲ့အချက်ပေါ့เนาะဘလူးမကို ဘလူးမနဲ့မိကီအရင်ကတားလူပွဲမှာဘလူးမလှုပ်တဲ့လူကသူ့တားမဟုတ်ဘဲနဲ့ဒီမိကင်အရင်ရှိကတားကိုလှူတာဖြစ်တဲ့အတွက်နော်အဲ့တော့ဘလူးမရဲ့တားဒီမိမတို့ကိုကချုပ်ကင်နိုင်မယ်ကိုကတိမ့်ပိုင်နိုင်မယ်ဆိုရင်ဒီဘလူးမကိုချုပ်ကင်ပြီးသားဖြစ်နိုင်ပါတယ်တော်လိုင်းသမားတွေသဘောပေါက်မယ်ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်ပြည်သူကိုလည်းထိခိုက်မှုနေသလို ဘေးဘေးဘက်ကိုလည်းထိကိုက်မှုနေပါတယ်နော်အဲ့တော့ဘလူးမတဲ့ဘလူးမကိုထုတ်ကိုက်လို့ရမှန်နေရဘလူးမရဲ့ตาမိမ့်မနော်အဲအဲ့ဒါတွေကိုထုတ်ကိုက်မှုစူးစားပါလို့အကြံပြုချင်တယ်နောက်အဲ့ဒါပြီးရတယ်ဒီနေပြီးတော့နော်ဘလူးမရဲ့ဒီရက်ဆက်ရုပ်မာမှုတတပူစောင်းပြီးတော့နော်ဒီလုတ်ထားတဲ့အရာတွေအကုန်လုံးကိုရက်တံမှုဆိုရင်အဲ့ဒီနေပြီးတော့ကိုတိမ့်မှုလိုပါတယ်လို့ဆရာမဒါတော်လိုင်းရေးဖွဲ့လို့ အကြံပြုတာဖြစ်ပါတယ်ကြိုက်ရင်တော့ယူပါမကြိုက်ဘူးဆိုရင်တော့သဘောပါနော်ပြည်သူအားလုံးကတော့အန်တီရဲကင်းပါစေဘေးရှင်းပါစေဆ iam မပေးတဲ့ရေတွေအောင်တော်လိုင်းရေးဘွက်ဒီမှာတချို့ကလုံးလို့ရလာမိတယ်လုံးလို့ရပါတယ်ရှင်နော်အကုန်လုံးဝိုင်းလုပ်ပေးပါရှင်နော်အဲ့တော့ပြည်သူအောင်ပွဲကလည်းမကြခင်လာတော့မှဖြစ်တာဖြစ်တဲ့အတွက် နော်စစ်ဘေးတနိုင်ငံလုံးအတိုင်းအတာနဲ့ရှောင်ဖို့နော်ရေပေးရလဲမူရင်းကြမှာတတိထားဖို့ဒီကြားထဲမှာမီးလောင်တာတို့မုံတိုင်းတိုက်တာတို့တာကြီးစိတ်မပူပါနဲ့နော် အားလုံးကျေးဇူးတင်ပါတယ်ရှင်နော်ဆရာမကတော့ဆရာမများကြခင်မဲ့ဖြစ်ပါတယ်ပြီးသူအားလုံးဘေးကင်းပါလိမ့်ရှင်နော်